ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကဂန္ဓာယဝတီတိုင်းတည်င်းဌာနကအာဆော်ရကညောပါအခုကျွန်တော်ရောက်ရှိနေတာကတော့ဒီဒီမော့ဆိုနောက်ခြံကစစ်ဆောင်စခန်းတစ်ခုပေါ့နော်တစ်ခုမှရောက်ရှိနေတာဖြစ်တယ်အဲ့ဒီစစ်ဆောင်စခန်းမှာမိုးတအားရွာပြီးတော့ရေကြီးတယ်ရေကြီးပြီးတော့ဒါစစ်ဆောင်တွေရဲ့နေအိမ်တွေရေမြုပ်သွားတယ်ပြီးတော့ဒီစစ်ဆောင်တွေရဲ့တပိုင်တနိုင်လောက်ထားတဲ့စီးပွားရေးလေးတွေလည်းအာလုံးဆုံရှုံလိုက်ရတယ်ပေါ့နော်ဆုံရှုံလိုက်ရတယ်အာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီစစ်ဆောင်စခန်းမှာတွားရောက်မေးမြန်းသွားမှာဖြစ်တယ်ပေါ့နော်တို့တွေကဘလို့ခက်ခဲတဲ့ကြုံတွေ့နေရလဲ အာဒီခက်ခဲတွေကိုဘယ်လိုရင်ဆိုင်နေကြလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဟာကျွန်တော်တော့ရောက်တွေ့ဆုံမေးမြန်းသွားမှာဖြစ်သေးပါတော့ဟုတ်အတော့လမ်းသွားတာအဆင်ပြေလားဒီတော့မှဒီရဖြားပြီပေါ့နော်ဒီအာစာစီစာဖြစ်ပေါ့နော်ကျွန်တော်ယောဂါတွေကိုကျွန်တော်တွေ့ရတာပေါ့နော်ဒါအခုမြင်တွေ့နေရတာဆစ်ချောင်းလေးရဲ့ဖခင်ကြောင့်ပေါ့နော်ရေကရုတ်တရက်မြင့်တက်လာလို့ဖခင်ကြောင့်ကရေမြုပ်သွားတော့ပေါ့နော် ဒီမြုပ်သွားတယ်အထဲမှာလည်းမြုပ်ကုန်တယ်ပေါ့နော်ဒီအခုဆိုရင်အထဲမှာခုံနေပေါ့နော်ဒါစီချောင်းနေဖျားရှိခွေထိုင်တဲ့ခုံနေကစားအကုန်ရေမြုပ်ကုန်တယ်ပေါ့နော်မြုပ်ကုန်တယ်ပြီးတော့ဒီဒီဖျားချောင်းကတဝဲပေါ့နော်မြုပ်သွားတဲ့အတွက်သူတို့ဖျားမရှိခွေရတာအာတပတ်တပတ်ကျော်လောက်ရှိပြီလို့တော့ပြောတယ်ပေါ့နော် အစကတည်းမျိုးနော်မိုးတွေကတအားပြင်းထန်ရွာလာတော့တောင်ကြည်ရေလဲဆင်းတဲ့မိုးတွေကနော်အေးစမ်းချောင်းထဲရေကလည်းထွက်လာတော့အောက်ကလည်းမြေကြီးကလည်းထွက်လာနေဆရာနော်ရေတွေကတဖြည်းဖြည်းတဲတဲတဲလာတော့ကြာလာတော့လမ်းတွေကလုံးပိတ်သွားပြီပေါ့နော်အခုကဘလို့ခက်ခဲကြုံတွေ့သွားလဲဆိုရင်တဲတွေအဆောက်အုံတွေပြင်လို့နော်ဖျားချောင်းတွေခမဆောင်ရေကလုံးပိတ် အမလို့ရေကလုံးကြီးလာတော့ရေတွေပြင်းရှံလာတော့နေဆရာမရှိတော့ဘောနော်အခုကလူလူအနေတာအဓိကလူအချက်ကအမိုးအကာဘောနော်မပြင်းမသွားလာဘူးလမ်းပန်းစစ်တွေလည်းအခက်ခဲရှိလာတယ်ဘောဘာစီပွားရေးလဲဆိုပြောင်းကောက်ခင်းလို့ဘောနော်ကျမတို့လှုပ်ထားတဲ့ပြောင်းကောက်ခင်းတောင်ရစပားခင်းနေဘောနော်ရံပုံတွေပါပြည့်လို့စီစီရှောင်းအတွက်လုံးဝမရှိတဲ့မိသားစုအတွက်ဘောနော်နည်းနည်းပါဝင်များရရှိနိုင်ဖို့အတွက်ဆိုပြီးကျမတို့ရည်ရွယ်ပြီးမှလှုပ်ထားတဲ့ဒီအဲ့ဒီ အခင်းတွေပေါ့နော်တောင်ရခင်းစပါးခင်းအခုရေထဲမြုပ်နေဆုံရှင်သွားကုန်တော့ကျမတို့စီချောင်ကလည်းအရင်ခက်ခဲသွားတော့ပေါ့နော်အော်အခုလိုရေတက်လာတာကြောင့်ပေါ့နော်အခုလိုရေတက်လာတာကြောင့်ဒီစီချောင်စခန်းမှာအာအိမ်တွေမြုပ်တာပြင်ပေါ့နော်ဒီလူကြီးတွေကလေးငယ်တွေကလည်းဒီရာနာပေါ့နော်ရာနာတွေဖြစ်လာကြတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်သူတို့အခုစိအာလူကြီးတွေလည်းရာနာဖြစ်နေတယ်ကလေးတွေလည်းအာရာနာတွေတော်တော်များများဖြစ်လာကြတာကိုကြားရပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီရာနာဖြစ်နေတဲ့အတော်ကြီးတယောက်ကိုကျွန်တော် အာတမင်းပဲဗောနော်အော်တော့ဒီလက်တွေရာနာဖြစ်လာတယ်ဗောနော်ဖြစ်လာတာကပဲချိန်လုံးကစပြီးတော့ဖြစ်လာလဲဗောနော်အခုဆိုလက်သေးတွေကစတည်လို့ဖြစ်တယ်ဗောနော်ဆိုင်ဘယ်နေ့ကစဖြစ်လဲတော့ဒီနေ့ဘယ်ဖြစ်တာဟုတ်ဇလပိုင်းကရေရေစကြည့်တဲ့ချိန်မှာပို့ပြီးတော့ရာတာမဖြစ်လာဘူးဟုတ်တယ်ဒါအချိန်ပဲနော်စရတဲ့ချင်းဆိုတလုံးပဲထွက်တယ်တလုံးပဲထွက်ခါကြတော့အချိန်တော့တိတ်မရဘူးနောက်ကြကြနေခါကြတော့ကျဲ ပွားခါကြတော့တအားရာသွားတယ်အဲ့လိုမရတဲ့အထိရာတာမျိုးဖြစ်လာအေးဟုတ်တယ်ပြီးတော့ကလေးတွေလည်းဖြစ်တာပြောတယ်ဟုတ်လားတော့ကလေးတွေပါအေးဖြစ်တယ်ကလေးဟာလည်းဖြစ်တယ်ဒါဆိုရင်ဒါသူတို့အတိဖောက်ထားတဲ့လမ်းပေါ့နော်ဒီလမ်းကိုပဲအာစီချောင်းတွေကတုံးပြီးတော့อืมကြောင်းပြန်သွားနေရကြောင်းသွားကြတာပေါ့နော်ကြောင်းသွားကြတယ်အာလှောက်ရှားကြတယ်ပေါ့နော် အာသူတို့ကိုသူကိုဒါဒီဖက်ကိုဖောက်လိုက်တော့ဗောနော် လမ်းမကြီးကဒီရှေ့ဖက်မှာရှိတယ်ဗောနော်အရင်ကဒီရှေ့ဖက်မှာရှိတယ်ပြီးတော့အခုဆိုရင်ရေတွေမြုပ်ကုန်ပြီဗောနော်ဒီအိမ်ကြီးကြီး